မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဓမ္မဗေဒီဆရာတော်အရှင်ဝရိယတောင်စွန်ရေးသားတော်မူခဲ့တဲ့လောကကျက်တိစာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်မျှဝေပေးပါမယ်ရှင်။နှလုံးကောင်းဒါရိုက်တာအာဇာနီတရုတ်ဆောင်နေမြင်းမြဲဇလန်လောကဇကုံဆိုတဲ့တင်စားချက်စကလုံးကို လူတိုင်းလူလူပြောဘူးကြားဘူးရှိကြပါလိမ့်မယ်ထင်ပါတယ် ဟုတ်ပါတယ်လောကကြီးဟာဇက်ဆုံကနေတဲ့ဇက်ခုံကြီးပါ လောကကြီးဟာဇက်ခုံဆိုရင်ဒီလောကထဲမှာဖြစ်ကြတဲ့အများသူငါတ attva တွေကဘာတွေဖြစ်မလဲအမှတ်တမဲ့တွေးလိုက်ရင်တော့တရုတ်ဆောင်ဇက်ကောင်လေးတစ်ကောင်လို့ထင်လိုက်မိကြမလားပဲအမှန်ကတော့လောကရဲ့ဇက်ကောင်ကလေးမဟုတ်ပါဘူးမိမိကိုယ်တိုင်သာလင်းမိမိရဲ့ကိုယ်ွယ်အားထားရာဖြစ်တယ်လို့ ဖျားရှင်ဟောညွန်တော်မူခဲ့တဲ့အတိုင် လူတကူဇလန်းတစ်ခုအဖြစ်နဲ့ကိုယ်တိုင်ထုတ်လို့ညွန်ကြားတယုတ်ဆောင်နေကြရတယ်ဇယုတ်ဇထုတ်တွေပါ လူတိုင်းလူတိုင်းဟာ မွေးဖွားလာခြင်းကစပြီးတဘဝဇသိန်းသည်အထိကိုယ်ဆက်ထုတ်ကိုယ်နေရာမျိုးစုံနဲ့တယုံဆောင်နေကြရတာဖြစ်လို့တဘဝဆိုတာဇထုတ်တစ်ခုပဲဖြစ်ပါတယ်ကိုယ်ဆက်ထုတ်နဲ့ကိုယ်ဆက်ရုပ်ပေါ့ ဘဝဇတ်ထုတ်ကို ကပြတယုတ်ဆောင်ကြရမှာတချို့ကကြီးကျယ်မှုကိုရီမှန်းတယုတ်ဆောင်ကြပြီးတချို့ကတော့မြင့်မြတ်မှုကိုရီမှန်းတယုတ်ဆောင်ကြပါတယ်ဒါနဲ့ပတ်သက်လို့အာရှတိုက်အလင်းအောင်ဆိုတဲ့ ဗုဒ္ဓဝင်မဟာကဗျာတဲကတိဋ္ဌရမင်းသားရဲ့အတွေးလေးတွေဟာစိတ်ဝင်စားဖို့ကောင်းပါတယ်။ခမဲတော်ပါဝင်ဆွေတော်မျိုးတော်အားလုံးတို့ကလောကမှာ အကြီးအကျယ်ဆုံးဆိုတဲ့စัจ java ရေမင်းကြီးဖြစ်ဖို့ဝိုင်းပြီးဖီအားပေးနေချိန်မှာတိဋ္ဌရမင်းသားကသူတို့ကငါ့ကို အကြီးအကျယ်ဆုံးဖြစ်စေဖို့အတွက် အနှိမ့်ကြဆုံးတွေကိုလှုပ်စေလိုကြတယ်။ ငါကအမြင့်မြတ်ဆုံးဖြစ်ဖို့အတွက်အကြီးအကျယ်ဆုံးများကိုစွန့်လွှတ်ရမယ်။ကြီးကျယ်မှုကိုသာမျှော်မှန်းသူဟာ အနှိမ့်ကျဆုံးကိုပင်လုံရဲကြတယ်။ကြီးကျယ်ခြင်းနဲ့မြင့်မြတ်ခြင်းတို့ရဲ့တန်ဖိုးကို နားမလည်ကြဘူး။ကြည်ကျယ်မှုဟာအမြင်ခမ်းနားသလောက်အနှစ်အခိုင်မှမရှိတဲ့တဘဝတနတ်စာသာဖြစ်တယ်။မြင်းမြတ်မှုဟာအမြင်မခမ်းနားပေမဲ့အနှစ်သာရပြေဝခိုင်မာတယ်လို့ ်စင်ကျင်သုံးသက်ပြီးအမြိုက်တရားကိုရှာဖို့တောထွက်ခဲ့ပါတည်းဟုတ်တယ်လောကဇခုံမှာကြီးကျယ်မှုအတွက်သာတယုံဆောင်သွားကြတဲ့အလက်ဇန်းဒါသည်ဂရိတ်တို့နပိုလီယန်တို့ကစပြီးဟစ်တလာတို့အထိ သူတို့ရဲ့ဘဝဇက်ထုတ်ကို ကြည့်မယ်ဆိုရင် အမြင်မှာကြီးကျယ်တယ်ထင်ရသလောက်လောရက်တွေကတကယ်ကိုအနှိမ့်ကြဆုံးလို့ဆိုရလောက်အောင်ပဲအသက်ပေါင်းများစွာကိုမညာမတာသိစေခဲ့ကြတာကို တွေးမြင်နိုင်ပါတယ်ဒါကြောင့်လဲဒီဇက်ထုတ်တွေကို ကြည့်ပြီးလူသားစိတ်ရှိသူအလုံးကရှုံချယုံမုံနှလုံးနာခဲ့ကြတာဖြစ်လိမ့်မယ်လွန်ခဲ့တဲ့ဆယ်စုနှစ်သာသာစီက မာတာထရီဇာဆိုတဲ့အမျိုးသမီးအာဇာနည်တဦးဟာ သူ့ပိုင်ဆိုင်သမျှကြီးကျယ်မှုတွေကိုဆွန့်လွှတ်ပြီးအိန္ဒိယနိုင်ငံမှာအပေကံခိုကိုရမယ့်ဖြစ်နေကြသူတွေအတွဲအမြင့်မြတ်ဆုံးဂယုဏလုပ်ငန်းကြီးကိုတရုတ်ဆောင်သွားတာကတော့ ကြုံတွေ့ခံစားရသူကိုယ်တိုင်တွေ့မြင်ရသူတွေမဆိုထားနဲ့တဆင့်ကြားရသူများကပါရင်သက်အံ့ဩပြီးတာဓုခေါ်ကြရပါတယ်သူဘုရားဇလန်းဟာအမြင်မှာခန်းနာထဲဝတယ်လို့မထင်ရပေမဲ့တကယ်ကို မြင့်မြတ်တဲ့တယုတ်ဆောင်မှုတွေပါ သူ့ရဲ့တရုပ်ဆောင်မှုကြောင့်သူ့ဝင်းကျင်ပေါ်မှာအကျိုးသက်ရောက်မှုကတော့ပြောမပြနိုင်လောက်အောင်ကို ကြီးလဲကြီးကျယ်မြင်လဲမြင်းမြဲလှပါတယ်။ဒါကြောင့်လဲသူ့ရဲ့တဘဝတာဇသိန်းခန်းကိုအိန္ဒိယပြည်ရဲ့လှဲနေလျောင်းတာမကဘူး။လမ်းဘေးနေခြုံအောင်ဆိုတဲ့အောက်ဆုံးအလွှာကနေတကဘာလုံးကအစင်းအမြင့်ဆုံးဆိုတဲ့ပုဂ္ဂိုလ်များထီလူသားစိတ်ရှိသူအလုံးကတလေးတစားသွားရောက်ခါတော်ပြူရင် င်ကောင်းချီးပေးကြရတာပေါ့ဘဝဇလံတစ်ခုကိုကိုကျိုးအတွက်ငဲွက်ချင်းမရှိပဲလောကအတွက်တတတတာငဲွက်ပြီးဒီလိုတယုံဆောင်သွားကြသူများကိုပဲအာဇာနီများလို့ဆိုရတာပါ ဒီနေ့ကဘာမှာလဲအကြီးအကျယ်ဆုံးဆိုတဲ့တထေးကြီးတွေအတော်များများ အမြင့်မြတ်ဆုံးဖြစ်တဲ့ပရဟိတလုပ်ငန်းအတွေ့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုစွန့်လွတ်နေကြတဲ့တည်င်းကို မပြည့်လို့လို့ကြားနေရတယ် အရွေကစကားပြောလာပြီဆိုတော့ကြီးကျယ်မှုဆိုတာတပွားစာတောင်အပြည့်အဝသုံးလို့မရတော့အောင်ခိုင်မာမှုအင်းအားချင်းနေတယ်ဆိုတာကိုသဘောပေါက်လာကြပုံရပါတယ်။ဘာပဲဖြစ်ဖြစ် ကြီးကျယ်မှုနဲ့မြင်းမြန်းမှုတို့ရဲ့တန်ဖိုးမှန်ကိုခွဲခြားနားလည်သွားတာကတာရုခေါ်စရာ ဖြစ်ပါတယ်။လောကကြီးကျယ်စက်တရေရှိဖို့အတွက် ဒီလိုအာဇာနည်သရုပ်ဆောင်ကောင်းတွေအများကြီးရှိဖို့လိုအပ်ပါတယ်အာဇာနည်သရုပ်ဆောင်များရင်များသလောက်လောကကြီးစက်တည်တိုးပြီးဒီလိုသရုပ်ဆောင်မျိုးနေရင်နေသလောက်လောကကြီးစက်တည်နေပါတယ်မိသားစုတစ်ခုမှဖြစ်စေဝင်းကျင်တစ်ခုမှဖြစ်စေနိုင်ငံတစ်ခုမှဖြစ်စေကဘာကြီးတစ်ခုလုံးမှဖြစ်စေဒီလို အာဇာနည်တရုံဆောင်လုံးဝမရှိဘူးဆိုရင်တော့ဒီမိသားစုဒီဝင်းကျင် ်ဒီနိုင်ငံဒီကဘာကြီးဟာကြက်တည်တုံးနေပြီလို့သာ ဆိုရမှာပါမြတ်ဗုဒ္ဓရဲ့အလိုအရဘဝဇလံတစ်ခုကို ပုံဖော်လုပ်ကင်ကြတာဟာနှလုံးသားကိုတီမိတဲ့အတွေးအကြံမနှောခံရဲ့နှုတ်ကပြောဆိုတဲ့ဝစီခံရဲ့ကိုနဲ့လှုပ်ရှားလုပ်ကင်ရတဲ့ကာယခံရဲ့ဒီသုံးမျိုးပဲရှိပါတယ် ဒီသုံးမျိုးထဲမှာလဲမနောပုပ်ပင်ကမာဓမ္မတရှိတို့ရဲ့လှုပ်ဆောင်မှုဓမ္မအားလုံးကို မနောကံကရှေသောဥဆောင်ပြုတယ်ဆိုတဲ့မြတ်ဗုဒ္ဓစကားတော်အရာဘဝဇလဲမှာနှလုံးသားမနောကံကညွန်ကြားတဲ့ရိုက်တာဖြစ်ပြီးအပြောဝစီကံနဲ့အပြုကာရကံတို့ကတယုတ်ဆောင်များ ဖြစ်တယ်လို့ဆိုရမှာပေါ့ မိမိတို့ကျင်းလဲရာပဝင်းကျင်ပေါ်တက်ရောက်စေတာနဲ့ပဝင်းကျင်ကတိတာမြင်သာစေတာကလည်းဒီတယုတ်ဆောင်ကံနှမျိုးပါပဲဒီကံနှစ်ခုကတယုတ်ဆောင်ကောင်းရင်ကောင်းသလောက်မိမိအတွက်ကောပဝင်းကျင်အတွက်ပါကောင်းကျိုးရစေတဲ့ဘဝဇလန်းကောင်းဖြစ်ပြီးဒီကံနှစ်ခုတယုတ်ဆောင်ဆိုရင်တော့ဇလန်းဆိုးကြီးဖြစ်သွားမှာပေါ့ ဒီကံနှမျိုးတယုတ်ဆောင်မှုကိုညွန်ကြားနေတာကမနောကံနှလုံးသားဖြစ်တာမှုဖះရှင်ကတော့နှလုံးကောင်းစိတ်မြတ်ဒါရိုက်တာဖြစ်ရေးဟာဘဝဇလန်းအတွက်အရေးပါဆုံးဖြစ်ပါတယ်လူတွေပြောပြောနေတဲ့စိတ်သာရှင်စောဖះဟောဆိုတာဒီသဘောကိုပြောတာပါပဲနှလုံးကောင်းဒါရိုက်တာရဲ့ဇညွန်အတိုင်း ကိုနဲ့နှုတ်ကတရုပ်ဆောင်လိုက်ရင် အမြင့်မြတ်ဆုံးဇလန်းဖြစ်မှာအေကံမှာပဲလောကလိုရလေအမြင့်မြတ်ဆုံးအာဇာနီပုဂ္ဂိုလ်ဆိုတဲ့အကယ်ဒမီဆုတို့အော်စကာဆုတို့နဲ့ထိုက်တန်တယ်လို့သာသနာဓမ္မအရလည်းမိမိတို့မျှော်မှန်းရာနိဗ္ဗာန်ဆိုတဲ့စုထူးစုမြတ်ကြီးကိုပင်မောချရနိုင်တယ်လို့ဆိုလိုက်ချင်ပါတယ်ဖျားရှင်ကဆက်ပြီးပြောသေးတယ် နှလုံးစိုးစိတ်ရုပ်ရဲ့ညွန်ကြားခြင်းနဲ့ပြောဆိုပြုမှုတရုတ်ဆောင်သူတို့ရဲ့ဘဝဇလန်းဟာလှဲထုံးတဲ့တဘိုးချားထဲမှာကျိုးနဲ့ချီနှောင်ခံရပြီးလှဲဝင်ကို မနိုင်မနှင်းယုံနေရတဲ့နွားနဲ့တူတဲ့တဲ့ရှေးလူကြီးတွေပြောကြတဲ့မင်းတို့ဘဝတွေရှေ့တိုးတော့တဘိုးနောက်ဆုတ်တော့လှဲထုံးဆိုသလိုဖြစ်ကုန်ကြမယ်နော်တတိထားကြဆိုတာဒါကိုပြောတာပေါ့ နှလုံးကောင်းစိတ်မြတ်ရဲ့ညွှန်ကြားချက်ကိုခံယူပြီးပြောဆိုမှုတရုပ်ဆောင်နေသူများရဲ့ဘဝဇလံကတော့အရေးကထီတော်မိုးလို အမြဲလိုက်မိုးပြီးကာကွယ်ပေးခြင်းကို ခံယူနေရသူနဲ့တူပါတယ်တဲ့ဓမ္မပဒါ၁၂။ဘဝဇလံကိုအကောင်းဆုံးညွှန်ကြားနိုင်တဲ့နှလုံးကောင်းစိတ်မြတ် ဒရိုက်တာကောင်းတယောက်ဖြစ်ဖို့အတွက်အရေးချင်းလေးချက်လိုအပ်တယ်လို့လဲအင်ဂုတ်ထရိုစတုတ်ကနီးပက်အပန်နကတုတ်အရာတီးရပါတယ်အဲ့ဒီလေးချက်ကတော့အများအတွက်ကိုကျိုးစွန့်အနစ်နာခံဆွတ်လွရဲတဲ့စိတ်တက်နှိတ်ခတ်မှဝီးတက်ရန်ညိုးအာဂါတာလုံးဝကင်းရှင်းပြီးခွင်းလွတ်သီးခံတတ်တဲ့စိတ်တက်အပြာပါတာဝီးတက် သူတပါပေါ်တက်ပြက်ညှင်းဆဲလိုမူမထေမဲ့မြင်ပြူးမူနိုင်ထက်စီနေပြူးလိုမှုကင်းရှင်းပြီးကိုချင်းစာနာတက်တဲ့စိတ်တဲ့အာဝိဟိန်သာဝိတက်အကောင်းအဆိုးအကြောင်းအကျိုးမှန်ကို ဝေဖန်ပိုင်းခြားသိနိုင်စွမ်းတဲ့အတိမှန်တမာဒိဋ္ဌိတို့ဖြစ်ပါတယ် ဘယ်သူမဆိုဒီစိတ်တဲ့ကောင်းလေးကူတို့နှလုံးအိမ်မှာတည်ရှိပြီးဒီနှလုံးကောင်းစိတ်မြတ်ရဲ့ဥဆောင်ညွန်ပြမှုအတိုင်းကာယကံဝစီကံတို့နဲ့တယုတ်ဆောင်ပြောဆို ပြုမှုနေထိုင်မယ်ဆိုရင် သူတို့ရဲ့ဘဝဇလန်းဟာ လောကနဲ့လည်းအံဝင်သာသနာနဲ့လည်းမဆန့်ကျင်တဲ့အတွက်လောကအနေနဲ့လည်းအမြဲဆုံးဆုလက်နဲ့ထိုက်တန်သလိုသာသနာတော်ဓမ္မအရာကြည့်ရင်လည်း အာတဝောကုံခန်းနဲ့ယဟန္နာအဖြစ်ဒီအမြင့်ဆုံးဆုလက်နဲ့ထိုက်တန်အောင်ကျင်းဆောင်နေထိုင်သူလို့ဆိုနိုင်ပါတယ်ဆိုတဲ့အကြောင်းဖျားရှင်ကဟောညွန်ခဲ့ပါတယ်အလင်းနှံကြနဲ့25ရက်ရှိလာ2008ခုနှစ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ပိုင်းမှာပြန်ဆုံပါမယ်နော်